ဇော်ဘုံဟင်းကဇော်ဘုံဟင်းကတဲ့တနာဖို့ကောင်းတယ်ပေါ့နော်ဇော်ဘုံဟင်းက तू อ่ะ तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဇော်ဘုံဟင်းကိုနော်ဟိုလုံးဝပြန်မထွက်စေချင်တဲ့အုပ်စုကနိုင်သွားမှာတော်တော်တော်ဆိုးရိမ်ပါလေကိရီသာသူတို့ရဲ့အချက်စီသာအောင်မြင်သွားမယ်ဟေးဆိုလို့ရှိရင်တော့နောက်ထပ်ပုံမှန်တွေအပြင်ကိုကိုဇော်ဘုံဟင်းနဲ့ပတ်သက်ဆက်နွယ်သူတွေပါဆွဲစီနိုင်တယ်နောက်ထပ်ပုံမှန်တွေတိုးနိုင်တယ်နောက်ထပ်သူ့ကို ပုံမှန်တွေပုံမှန်တွေဆက်လက်ပြီးတော့ရှာဖွေနေတဲ့အခြေအနေတွေအမှုတီဆောက်လို့အဲအမှုတီဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ရှိရင်ဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအလုံးကြီးတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောင်းလို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာလဲအယူခံတက်ချင်ပါတယ်ဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ညာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးတို့စုပြီးတော့အတနာခံတင်ညာမယ်ဆိုတော့ကျွန်တော်ကတော့အူစီဘီတင်ပေးပါမယ်ဒါထောင်းကြမဲ့နေရာမှာရှော့ပေါအောင်လေးပဲလှုပ်လို့ရပါတယ်ဆိုတာလေးကိုသိစေချင်ပါတယ်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့အိုးဘိုထောင်ရောက်သောဖုံဟိန်နှိမ့်ဆက်ခံနေရဟုသတင်းတွေထွက်နေသည့်အပေါ်စိုးရင်စရာဖြစ်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြောပြလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါဦးခင်ဗျာဖုံကိုဝင်းရအားပေးနေသူမိသားစုများအားလုံးမိသားစုနဲ့တူဝမ်းနေသူတွေအားလုံးကိုဖုံကို စေယောကိုပါကူညီဆောင်ချောက်ပေးတဲ့သူတွေအားလုံးစိတ်ချမ်းသာခြင်းကိုဤချမ်းမာခြင်းနဲ့ပြည့်စုံပါစေ။ကြီးပွားလာတော်များတိုးတက်ကြပါစေ။လုပ်ငန်းကံကအားလုံးစီမီထုံးမှုကြပါစေ။ရုပ်ပထမဦးစွာဆုတောင်းမြတ်တာပို့သပါရရှင်။ဒီနေ့တော့ကျွန်မပြောစရာလေးနည်းနည်းရှိလို့တက်လာခဲ့ခြင်းဖြစ်ပါတယ်။မပြောတော့လို့နေတာပေါ့နော်။ဒါပေမဲ့တချို့ဇကားတွေကကြတော့ဟိုအနောက်မလို့တော့မလို့ပြောတဲ့ဇကားလေးတွေမြင်နေရလို့ပေါ့နော်။ကျွန်မပြောဆိုခြင်းဖြစ်ပါတယ်။ဟို ကိုဖုံးရဲ့ကိစ္စအားလုံးသိတယ်တိုင်းသိပြီးသိတယ်ကျမတို့ကသိတယ်ထုတ်မပြောဘူးကိုဖုံးကိုစတင်ပြီးဖမ်းဆီးခေါ်ဆောင်သွားပြီဆိုကြတဲ့ကျမစီကိုကွန်တက်ဝင်လာပါတယ်ဒါပေမဲ့ကျမမပြောဘူးခေတ်သစ်မီဒီယာတို့ဘာလို့တင်မတာကျမတို့ပြောတာပေါ့နော်အခုလဲမနေရကိုဖုံးကိုကိုဖုံးကိုပေါ့နော်ဟိုဘယ်လိုခေါ်မလဲသူတို့ဥပုထောင်ပို့လိုက်တယ်ဆိုတာ905ကာကြီးနေဆိုလဲကျမအရင်ဆုံးသိပါတယ်ကျမနဲ့ contact ရှိတဲ့လူတွေတော့ကျမပြော ူးတယ်ပေါ့နော်ကျမပြောပါတယ်တချို့လူတွေကကျမမပြောဘူးဒီပြီးတော့ဒီ social media media platform မှာကျမမပြောဘူးဆိုတာကလည်းကိုပြောလိုက်လို့ရှိရင်သူ့မိသားစုဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုတွေစိတ်ဆင်းရဲတော့ကရောက်နေမလားဆိုပြီးတော့ကျမအရင်ထိန်းတာကိုကစပြီးဖွာလိုက်တဲ့အဖွာမျိုးမဖြစ်စေချင်လို့ကျမထိန်းတာပါဟိုအခုကိုဖုန်းနဲ့တူတူဖန်စီခေါ်ဆောင်သွားတဲ့တယောက်ကိုလည်းကျမတို့သိတယ်ကိုဖုန်းကိုလူသိများလို့ ချစ်တဲ့ခင်သူတွေများလို့ကိုဖုန်းတယောက်တည်းနာမည်ကိုထုတ်ပြောခြင်းမဟုတ်ဘူးကိုဖုန်းကချစ်တဲ့ခင်တဲ့သူတွေများတာသိတယ်ပြီးတော့ကိုဖုန်းကဟို public speaker သမားတယောက်ဖြစ်တယ်လူသိများတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကိုဖုန်းနာမည်ကိုပဲထုတ်ပြီးပြောတာပါကိုဖုန်းနဲ့တူတူဖန်ဆီးထားတဲ့ထိန်းသိမ်းခံရတဲ့ကောင်လေးအကြောင်းကိုမပြောဘူးအကိုပေါ့နော်ကောင်လေးလားကိုလားကျွန်မမသိဘူးဟိုသူ့ကိုမပြောဘူးဆိုတာသူ့မိသားစုအတိုင်းဝိုင်းကိုထိကိုက်မျိုးနွမ်းစီမှာဆိုလို့ကျွန်တော်တို့ကမပြောတာပါပေါ့နော်ကျွန်တော်တို့အကုန်သိတယ်ကျွန်တော်တို့ကထိန်ချန်တဲ့စကားတွေကျွန်တော်တို့ထိန်ချန်တဲ့မပြောတဲ့ တဲ့စကားတွေမပြောဘူးဆိုတာဟိုလူကျင်ဝတ်ပေါ့နော်လူကျင်ဝတ်ကိုကျွန်မတို့ဆောင်လို့ပေါ့နော်လူချင်းဝင်လူကုန်တိတ်ခါကိုဆောင်လို့ကျမတို့မပြောပြတာပါနော်ဟိုဘလို့ကောမလဲအခုကိုဖုန်းကိုဝင်းရအားပေးနေတဲ့သူတွေအားလုံးလည်းကျေးဇူးတင်တယ်ဟိုအခုတချို့တွေကပြောတယ်ပေါ့နော်ဟိုတချို့ဟိုဟာတွေမှာတွေ့တယ်ဇော်ဖုန်းဟင်းက သဘောဟင်းရတဲ့တနာဖို့ကောင်းတယ်ပေါ့နော်သဘောဟင်းက तू อ่ะ तू ထောင်ထဲဝင် तू နောက်မှာတန်းစီပြီးလိုက်လာမယ်လူတွေရှိမယ်လို့ထင်တာတဲ့တကယ်တော့မလာခဲ့ဘူးတဲ့ဆိုတော့ဒီစကားလေးရကျွန်မပြောပြမယ်လမ်းမို့ထွက်ပြီးဆန္နာပြကြည်လူကြီးဆိုရင်အခု NLD လူထုကောင်းဆောင်လွတ်နေပြီပေါ့ဒါတွေကလမ်းမို့ထွက်ပြီးဆန္နာပြမယ်လူလည်းမဟုတ်ဘူးเนาะကိုဖုံးကိုချစ်တဲ့သူတွေကအောက်ခြေဝင်အောက်ခြေမိသားစုဝန်တန်းမိသားစုအားလုံးနဲ့အမှန်တရားကိုမျက်နှိုးတဲ့သူတွေပဲချစ်ကြတာလေ ိုကိုဖုံးကလည်းသူ့ကိုယ်သူ၅ပါးကောင်မှာ ညာကောင်လို့သူပြောတာမရှိဘူး။ तू ဟာဝန်တန်းမိသားစုဘဝနဲ့ဆင်းသက်လာတာ၊ तू ဖြင့်ငြိမ်းစားပြင်ဆင်ယူထားတာနော်။ဒါပေမဲ့ तू ကိုဒီလောက်ထိဝန်းရံအားပေးပြီးချစ်ခင်တဲ့လူဒီလောက်များလိမ့်မယ်လို့ကျမတို့လည်းမထင်ထားဘူးပေါ့နော်။ဟိုအဲ့လိုမျိုးတွေမြင်ရတော့လည်းဝမ်းသာပါတယ်။ကျမရဲ့ဒီဟိုအရင်ပထမတစ်ခါတိုင်တက်တဲ့ဗီဒီယိုဖိုင်မှာလည်းအကုန်ဖုံးတွက်လာပြီးဆူတောင်းမြတ်တာပို့တဲ့လူတွေအားလုံးပေါ့နော်။ကျေးဇူးလည်းထူးတင်တယ်နော်။ပြီးတော့အမလေးဟိုမနာလိုဝင်းဒိုပြီးတော့လာရေးတဲ့လူတွေပေါ့နော်။ပြီးရင်ကျမတို့ချက်ပေါက်ကတည်လာပြောတာကိုဖုံးကထောင်ဆယ်နှစ်ကြာမှပါကြ မှကိုဖုံးထောင်ဆယ်နေကြတာမကြတာရှင်နုနဲ့မဆိုင်ဘူးသူကိစ္စသူဒီလန်းကိုရှောက်ွယ်တဲ့ကသူဒီလိုဖြစ်လာမယ်ဆိုတော့သူသိပြီးသားတိတိရင်းနဲ့သူ့ရဲ့မိသားစုသူ့အကျိုးစီးပွားအားလုံးကိုမငဲ့ညာပဲနဲ့တိုင်းပြည်ကောင်းဖို့တိုင်းပြည်ချစ်ဖို့အတွက်သူပြောဆိုခဲ့တာသူအမှန်တရားတွေကိုသူပြောဆိုခဲ့တာနော်သူတိပြီးသားဒီလန်းကိုသူသွားရမယ်ဆိုတော့သူတိပြီးသားတော့တနေ့မဟုတ်တနေ့နိုင်ငံရေးလုပ်နေလူတွေကြုံမှာဒါပေမဲ့ကိုဖုန်းကသူ့ကိုယ်သူနိုင်ငံရေးသမားလို့လည်းမခံယူဘူး နော်မခိုင်းဘူး तू ကနိုင်ငံရေးလုပ်နေတဲ့သူ့ကိုယ် तू လည်းမထင်ဘူးဒါပေမဲ့ကျမတို့ပြောတယ်မပြောနဲ့မစုံနဲ့ပြောလေ तू ကသူ့ကိုယ် तू အဲ့လိုမျိုး तू तू ကတော့သူ့ကိုယ် तू ပေါ့နော် तू မှန်တာပြောတဲ့အတွက်ဟို သူကွာဖြစ်တယ်ဆိုတော့ပုံစံမျိုးပေါ့နော်အကုံတော့ကလည်းသူ့ကိုနဲ့ရင်းနှီးတဲ့အကိုတွေအကုံတော့ကလည်းစုံမကြတာလေကျွန်မသိတယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာကိုဖုံးကတကယ်တကယ်အမှန်တကယ်သူ့ရဲ့အသွေးအသားတွေကနေသူတိုင်းပြည်ကိုချစ်တာပါအမားတွေပါလေအမားပါပါတယ်မပါဘူးလို့ကျွန်မတို့မပြောဘူးလူတိုင်းကတော့၆ပြည့်ကင်တဲလဲစင်တယ်လူတယောက်မှမရှိဘူးအမားတော့လူတိုင်းရှိကြတာပဲပေါ့နော်ဟိုသူ့မကောင်းတာလေးပြောဆိုမိတာတခုနဲ့သူ့ကောင်းတာလေးနဲ့ဟို ကျမတို့မြန်မာလူမျိုးတွေအချင်းရှိရလေကျမတို့မြန်မာလူမျိုးတွေအချင်းကလူအကြိုက်ဆဲကလိုက်တခါမလိုက်နိုင်ဒီလိုကမကောင်းမှုဖြစ်သွားတာပဲလေအဲ့လိုမျိုးဆိုတော့ဟိုကိုဖုံးပေါ်မှာယနေ့ချိန်ဒီအကောင်းမြင်ပြီးချစ်ခင်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်တယ်တချို့ကကြတော့လေကိုဖုံးကိုကုညီတယ်လို့လို့နဲ့ယနေ့ကဝါကုထိုးနေတဲ့ပုံစံမျိုးတွေလည်းပြောဆိုနေတာကျမတွေ့ရပါတယ်အဲ့လိုမပြောကြပါနဲ့ကျမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးပြည်ပြည်မြတ်စွာဘုရားရှင်အစုံအမကိုခံယူရင်သူတပါးကုန်တိတ်ခါညှို့နှံ့ကြစရာမပြောဆိုပါနဲ့ဒီချိန်မှာကိုတွေအားလုံးကကို ုဖုံးကိုအမှန်တကယ်အားပေးတဲ့လေးစားတဲ့ချစ်ခင်နဲ့ထောက်ခံနေဆိုရင်ကိုဖုံးရဲ့ကောင်းချောင်းလေးတွေကိုဖုံးကိုဘလို့တော့ကုညီနိုင်မယ်ဟာမျိုးလေးတွေပဲပြောပြရမှာပေါ့နော်ကျွန်မအမပိုင်းလည်းကျွန်မခွင့်လို့ပေါ့နော်ဒါကျွန်မရဲ့အမြင်ကျွန်မပြောပြတယ်အဲ့လိုမျိုးဖြစ်ရမယ်အချိန်မှာကဒီလိုမျိုးတွေပြောနေတယ်လမ်းပေါ်တွက်ပြီးဆန္ဒပြစာကြောင်းမရှိဘူးကျွန်မတို့မြန်မာပြည်ကြီးကဟိုကိုပိကလာတဲ့ရပေါ့နော်ဒီ မီဒီယာပလက်ဖောင်းမှာပဲလူတွေကဆိုရှယ်မီဒီယာပလက်ဖောင်းမှာပဲအကုန်လုံးအလုံးလုံးတာစီးပွားရေးလူမှုရေးအကုန်လုံးပေါ့နော်လမ်းပေါ်ထွက်ပြီးဆန္ဒပြနေမိသားစုဂုံတိတ်ခါထိကြိုက်တယ်နေပူတယ် နော်ဟိုအချိန်ကုန်နဲ့လုတ်ပင်ပန်းနဲ့ဘာလို့မှလည်းဒီဖုံးလေးထဲမှာကိုမောင်မောင်ပြောတယ်ဆိုတဲ့ဟာကဆန္နာပြမယ်ဆိုတာကဒီလိုအခုတက်တော့မှကျမအများကြီးတွေ့ရတယ်ပေါ့နော်ကိုဖုံးတက်ပုံလေးတွေနဲ့ကိုဖုံးအမြဲဆုံးလူမြောက်ပါစေကိုဖုံးတက်စုမှုကောင်းတောင်းပေးတဲ့ဟာလေဒါကလည်းဆန္နာပြခြင်းတစ်မျိုးပဲဒါကိုဖုံးကိုချစ်ခင်အားပေးထောက်ခံတာပဲဘာလို့လဲဆိုဒီလိုကိုဖုံးရဲ့တက်ပုံတွေနဲ့လူတွေကအများကြီးဒီတချင်းလေးနဲ့တက်လာတဲ့အချိန်မှာလူတွေလူတွေရဲ့ post တိုင်းမှာဒါတွေပဲတက်လာမှာလေဒါတွေပဲတက်လာရင်ဒါကလည်းကိုဖုံးကိုတဏီအားပေး ထောက်ခံအားပေးခြင်းဖြစ်ပါတယ်ပေါ့နော်ကျမကတော့အဲ့လိုပဲယူဆတယ်ဒါလည်းကိုဖုန်းကိုပေါ့တို့တကယ်ချစ်ခင်လို့တို့ထောက်ခံအားပေးတယ်ဆိုတာပေါ့နော်ဟိုလမ်းပေါ်ထွက်ပြီးဆန္ဒပြကြအကြောင်းမှမရှိတာလမ်းပေါ်ထွက်ပြီးဆန္ဒပြအောင်ကိုဖုန်းကဟိုသူတို့ပြောတယ်လို့ပဲပေါ့နော်ကိုဖုန်းကဘာမို့လို့လဲပေါ့ဒါပေမဲ့ကျမတို့သိတယ်ကိုဖုန်းကတော့အမှန်တရားကိုချစ်မြတ်လို့တယ်ပြောရဲဆိုရဲတယ်သူ့မိသားစုအတွက်ဒါမှသူမငယ်ဘူးသူ့အသက်တောင်သူမငယ်ဘူးဘယ်လိုလူမျိုးကပြောမှလဲ ဟမ်ကျွန်မပြောမယ်ကိုဖုန်းလို့ဘလိုလူမျိုးပြောမှာတော့ဟမ်ကိုအသက်ကိုရင်းပြီးတော့ဟိုဘက်ကလည်းမကြည့်ဒီဘက်ကလည်းမကြည့်ဗီဒီယိုထဲလက်ထဲရောင်းလဲအသက်ခံရမှာပဲပူးမနေနဲ့တတ်မှာပဲဒီကောင်အမှန်တရားပြောလို့ငါတို့မတတ်ဘူးလို့မရှိနဲ့တတ်မှာဒီကောင်ဘောမဆိုပြီးတော့ပဲတတ်ကြမှာပဲနော်သူ့ရဲ့အသက်တောင်မမငဲကွက်ဖဲနဲ့သူကဒီအလုံးလုံးသူတနေ့ဒီလိုဖြစ်မယ်ဆိုတာသူသိပြီးသားသူတက်မတော်ကိုအသွေးအသားတွေကချစ်တာ နော်တချို့တွေကလာပြီးတော့ပြောတယ်အခုကျမရဲ့အကောင့်အတူတွေနဲ့ကျမကိုလာပြီးချက်ပေါက်တီးပြောတယ်ကိုဖုံးကထောင်ဆယ်နှစ်ကြာမှာဘာနဲ့နှစ်ကြာမှာအဲ့ဒါရှင်တို့အလုံးမဟုတ်ဘူးသူ့ဘာသူထောင်ဆယ်နှစ်ပဲကြာကြာဘယ်နဲ့နှစ်ပဲကြာကြာနော်ကိုဖုံးကသူ့မိမကဒီမြန်မာပြည်မှာလည်းမရှိဘူးတချို့ဆိုပြောသေးတယ်ကိုဖုံးမိမစီကနေတည်ရတာတဲ့ကျမကကွန်မန့်မှာတချို့တွေဝင်ဖက်ကြည့်ပါနော်လာရပြောတယ်ဒီလိုပြောလိုက်လို့တို့ဘာဖြစ်သွားလဲဟမ်ကိုဖုံးကိုအကြောင်းကိုဒီလိုပြောလိုက်လို့တို့တို့ဘာဖြစ်သွားလဲလို့အခုဒါကတော့ကျမတို့ ပြောပြမယ်အဲ့လိုကိုဖုံးကိုသူတို့အဲ့လိုပြောလို့ကျွန်မပြောပြတာပါကိုဖုံးနဲ့တူတူဖန်းစီထိမ့်သိမ့်ခံထားရတဲ့အကူလွတ်လာတယ်ဒါကတော့ကျွန်မတို့တော့မသိဘူးပေါ့နော်သူပြောပုံဆိုပုံအရာပဲပေါ့ဟိုကျွန်မတို့ ပြန်လဲပြီးမျှဝေပေးတာပေါ့နော်သူပြောတာဒါကတော့ကိုရီကိုဖုံးရဲ့မိသားစုကိုပဲစိတ်ချမ်းသာအောင်ပဲသူပြောလားအမှန်တရားလားတော့ကျွန်မမသိဘူးကိုဖုံးကတဲ့တကယ်တော့တဲ့ကိုဖုံးကိုသူတို့အချုပ်ခန်းထဲတောင်မထဲပါဘူးတဲ့အပြင်မှာပဲထားတာပါတဲ့ကျွန်တော်တော့သူကျွန်တော်ဟာကျွန်တော်ဆိုရင်တဲ့ကျွန်တော်စစ်စစ်မေးမလည်းမရှိဘူးဘာမှမရှိပဲနဲ့ကျွန်တော်ကအချုပ်ခန်းထဲမှာနေရတာကိုဖုံးကအချုပ်ခန်းထဲတောင်မနေရပါဘူးတဲ့အပြင်မှာလွတ်လပ်လပ်နေရပါတယ်တဲ့ဒါကတော့မိသားစုစိတ်ချမ်းသာအောင်ပြောတာလားအမှန်တရားပြောတာလားကျွန်မတို့တော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုလေးပြောတယ်အဲ့လိုလေးတည်င်းကြိုင်းကိုကျွန်မတို့ဝမ်းသာတယ် ီးတော့ကျမတို့စိတ်ပူတာကိုဖုံးကကျမကြီးကိုဖုံးအရက်ဖြတ်ထားတယ်အရက်ဖြတ်ထားတယ်သူကျမကြီးကျမတို့စိတ်ပူတယ်တချို့တွေဟိုပြောဆိုနေတာအမလေးညိုမဲဖူးရောင်ရိုက်နှက်ထားတာဘာညာဆိုတာလေဒါကတော့ဝကြွေးချင်းလူတိုင်းခံရမှာနော်ဒါကအခုသူများဒီလိုဖြစ်နေလို့ဝမ်းသာမနေနဲ့ဝိကျွေးရှင်တေအောင်ဆက်ရတဲ့ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီပီသူများသူများ အသက်သေးတာကိုဝမ်းသာတဲ့လူ เนาะသူများရဲ့ဟိုမကောင်းတဲ့င်းကိုသူများရဲ့မကောင်းတဲ့င်းကိုကြားပြီးတော့ပျော်ရွှင်နေတဲ့လူသူများမိသားစုဒုက္ခရောက်တာကိုပျော်ရွှင်နေတဲ့သူတွေရှင်တို့ဗမာလူမျိုးတွေလားမြန်မာလူမျိုးဗုဒ္ဓဘာသာအစုံးအမကိုခံယူတဲ့လူတွေဆိုဒီလိုမလုပ်ဘူးသူများဒုက္ခရောက်နေတာကိုပျော်ရွှင်ပြီးတော့ဟမ်ဒီလိုမျိုးတွေပြောဆိုနေတာမျိုးမျိုးကျွန်မတို့ချက်ပေါက်ကနေလာပဲတဲ့ထောင်စင်းနှစ်ကြာမှာဘယ်နဲ့ထောင်စင်းနှစ်ကြာကြာ ကြကြကြကျမတို့ကကိုကိုတိုင်လဲမိကောင်းဖခင်သာသမီကိုဖုံးမှာသာသမီရှိတယ်ကိုဖုံးကကိုဖုံးသာသမီတွေကကိုဖုံးလက်အောက်မှာနေတယ်သူ့မိမနိုင်ငံသားမှာသူ့မိမကတရုတ်ပြည်မှာအလုပ်လုပ်တယ်နော် ဲ့တော့ဒီသမီးလေးတွေဒီသားလေးတွေဒီဖအေးရဲ့အရေးအာဝါသမှာနေတာလေဒီဖအေးအချိန်တန်ပြန်မလာရင်သားသမီးလေးကိုချင်းစာတရားလေးနည်းနည်းထားကြရှင်တို့ပြောတာ ရှင်တာတွေလုံးမနေနဲ့လူဆိုတာအလှဲ့ကြရင်လာတတ်တယ်နော်နော်လူတကာကို public media ပေါ်မှာတင်ပြီးတော့ကိုကိုကိုသူတော်ကောင်းလို့လို့ဘာလို့နဲ့တင်မနေနဲ့လူဘဝမှာသူတော်ကောင်းဖို့အတွက်လှူတာတန်းတာငွေရှိရင်လှူလို့ရတယ်စိတ် ထားကောင်းမှစိတ်ထားဖြူစင်မှစိတ်ထားမြင့်မြတ်မှလူဖြည့်ရကျွတ်တာနော်ရှင်တို့တွေအဲ့ဒါပဲကျွန်မပြောချင်တယ်နော်ဝမ်းသာမနေကြနဲ့သူတပါးဒုက္ခရောက်တာကိုကျွန်တော်ကိုစောစောဒီလေးတယောက်ကနေပြောဖုန်းဆက်တဲ့ကိုစောဖုန်းပေါ့နော်ကိုစောဖုန်းကိုကျွန်တော်တို့ဟိုလော့လုပ်ချင်နေအဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချစ်တွေညီကောင်မလားတွေဒါဟိုမဘာသာဆရာတော်တွေပြီးတော့ကျွန်တော်တို့ကိုဒါကိုစောဖုန်းကို နေ့ဖြစ်နေတဲ့သူတွေပေါ့နော်ကိုခေခေညာနုတဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးတော့ပတ်စံနေစုပြီးတော့ကိုဇော်ဖိုးဟေးကိုလွတ်အောင်ကိုဇော်ဖိုးဟေးကိုဒါကြောင့်လွတ်အောင်လိုက်ကြမယ်လုံကြမယ်ဒီဟာတွေကကျွန်တော်တို့ကြားမှာလုံးလို့ရတာရှိတယ်ဆိုတဲ့အာမျိုးလေးအဲ့ညီလေးကပြောလာတော့ဩအဲ့ဒါလေးကိုလည်းပဲဒီညီလေးရဲ့စေတနာတွေကိုလည်းပဲတန်ဖိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမြပြည်သူတွေသိအောင်လို့လည်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတဲ့အနေထားမျိုးလေးကို ိုဒါရောက်ရှိလာတဲ့အတွေးရောက်လာလို့ဒါကျွန်တော်ပြောပြတာဖြစ်တယ် တကယ်လို့ငွေကြေးနဲ့သာလုံမယ်ဆိုလို့ရှိရင်လုံမဲ့တော့ကိုစော်ဖုံးဟင်းဟာစင်းရံမွဲတည်နေတဲ့သူမဟုတ်ပါဘူးတိန်ထောင်ပေါင်းများစွာချမ်းသာပါလေနော်ဗန်နီမှာအပ်တဲ့ပတ်စံတော်မှာတိန်ထောင်နဲ့ထောင်နဲ့ကြီးကြီးလိုင်းမော်နေမှာသူတွေ့နေကြတာပါပဲဟုတ်တယ်မလားအဲလိုင်းမော်ကတိန်ထောင်သွားရတဲ့အတိန်ထောင်ကျဗန်ထုတ်တာပါမြင်တွေ့နေတာပဲကားဆိုလည်းသူဘနက်စီဟိုကုန်ကားဆိုဘနက်စီချီတယ်အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်ကိုစော်ဘုန်းကတိန်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်ဒါကငွေကြီးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစော်ဘုန်းကနော် တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရက်တွေလည်းဒါငားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငားရမ်းပြီးတော့လည်းလိုက်ဆောက်လိုက်ပြီးမှလည်းရှိပါတယ်ဒီလိုဝေးချင်းနဲ့တော့ရမှန်ဆိုလည်းပဲကိုဇော်ဘောင်းကြီးလွတ်တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရဆိုရင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ကိုမပုတ်ခင်မှာဆိုလို့ရှင်လို့ရှင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကန်နေရောမှာအမှုတိဆောက်လို့ပြီးသွားတဲ့အခါမှာအဲရေးပြီးသွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံမရနဲ့ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုတော့ပြန်နဲ့ဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရဲစခန်းမှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေမြောမှာဒါအမှုကိုရင်ဆိုင်ကြပြီနော် ရဲစခန်းမှာအမှုတည်ဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမယမန်ကြီး15ရက်ယမန်လေးယမန်လေးဆိုပြီးတောက်လျှောက်ယူလို့ရပါတယ်အမှုတည်ဆောက်လို့အဲအမှုတည်ဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ချင်းဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲ့ဖိုင်လွဲတွေအလုံးကြီးတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖြောင်းလို့ရတယ်ဘာညာပြောတယ်ဆိုလို့စစ်ကောင်စီကနောင်ချိုမျိုးကိုပြန်လဲသိမ်းယူနိုင်ရန် အပြင်းထန်ကြိုးပမ်းနေပြီး drone နဲ့အစိတ်ငွေပုံများတုံး၍အင်အားစုကရှစ်တက်လာစစ်ကောင်စီသည်တအောင်မျိုးသားလူမျိုးရေးတပ်မတော် TNLA တင်ပိုက်ထားသည့်နောင်ချိုမျိုးကိုပြန်လဲသိမ်းယူရန်အပြင်းထန်စစ်ကြောင်းထိုးနေကြောင်းသိရသည့်နောင်ချိုမျိုးနယ်အတွင်းရှိအုံမတိရေမောင်းလန်းနှင့်လက်ပံကုန်းကြီးရွာများတွင်ယမန်နေ့စွန်15ရက်နေ့နက်ပိုင်းကစတင်၍စစ်ကောင်စီနှင့် DNLA တို့တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရသည်တိုက်ပွဲကခက်စိတ်စိတ်ပြန်ဖြစ်လာတဲ့တောင်ခမ်းဘက်ကအင်အားရီရဲ့ပြည်ဦးလွင်ဘက်ကအင်အားရီရဲ့စုပြီးနောင်ချိုကိုထိုးစစ်ဆင်နေတာအင်အားပြုထားတာတော့ drone နဲ့အစိမ့်ငွေဘုံတွေတုံးပြီးရှစ်တက်နေတယ်ဟုစစ်ရေးတရင်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည်စစ်ကောင်စီတပ်ဖွဲ့ကအုံမတီးနှင့်ရေမောင်းလန်းကြီးရွာတိုက်ပွဲတွင် လက်နက်ကြီး၃လုံး drone ဖြင့်အစိမ့်ငွေဘုံ၃၈လုံးနှင့်ဘုံ၃၅လုံးအထိ ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်ထို့ပြင်လက်ပံကုန်းကြီးရွာဘက်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်၌လည်းစစ်ကောင်စီကလက်နက်ကြီး6လုံးအထိပစ်ကူတိုက်ခိုက်ခဲ့ကြောင်း DNA ကထုတ်ပြန်သည့်စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွှေညောင်ပင်ကြီးရွာဘက်တွင်လည်းအရက်သားပြည်သူများကိုဥတီချက်ထားပြီးရည်ရွယ်ချက်ရှိရှိဖြင့်လက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်ပြီးခဲ့သည့်ဇွန်၁၄ရက်နေ့ကလည်းရွှေသွန်းပိန်နေကုန်းတရက်ကုန်းနှင့်လက်ပံကုန်းကြီးရွာများတွင်စစ်ကောင်စီနှင့် DNA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီကအဆိုပါတိုက်ပွဲတွင်လက်နက်ကြီးအလုံး၈၀နှင့် drone ဘုံ၂၆လုံးအထိအုံပြုတိုက်ခိုက်ခဲ့သည် စစ်ကောင်စီသည်နောင်ချုံမြို့ကိုစစ်ကြောင်း၃ကြောင်းနှင့်ထိုးစစ်ဆင်နေပြီး အစိမ့်ငွေဘုံများကိုပါဆက်တိုက်သုံးပြုနေကြောင်းသိရသည်ကျွန်တော်ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဥပဒေလမ်းဒါမှမဟုတ်တစ်ခါလေတော့ပြောလို့မရဘူးဗျာဥပဒေလမ်းကြောင်းကအဲဘလို့ရှိတယ်ဆိုတာအဲ့လိုပြောတဲ့ခါကျတော့လေဥပဒေဘိုင်းရလို့ဆိုတော့ငါးလမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါမှမဟုတ်ကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်သွားတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ကျင်တရားသူကြီးစားစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ကျင်တရားဆွဲဆိုနိုင်တဲ့အနေအထားမျိုးရှိလို့ရှင်ဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့ခါကျလို့ကျင်ကိုဇော်ဝဲကြီးကိုဒါသူ ကိုပိုင်ထွက်ဆိုချက်ထွက်မယ်ပြီးလို့ချင်းသူကကိုပြတက်တည်တည်ထွက်ပေးမယ်ကိုပြတက်တည်ထွက်ပေးပြီးလို့ချင်းအဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတွေကကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံတွေစုကောက်ပြီးတော့လည်းပဲအဲဒါကဟိုအချားတဟာမျိုးဖြစ်သွားနိုင်ပါတယ်เนาะဖြစ်သွားနိုင်ပါတယ်တချို့ကကိုယ်စော်ဘိုးရိုးချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးတော့မြင်ရအောင်လဲတချို့က အဲ့လိုမတန်မာတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်။နော်အဲ့ဒါဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောချင်ပါတယ်။အဓိကကတော့အမှုတိဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်။နော်ဒါကိုဇော်ဘုန်းကြီးမှမဟုတ်ဘသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဘာမှလုံးလို့မရပါဘူး။ပြီးတော့ကိုဇော်ဘုန်းကြီးကိုတောင်းတော်ကားနေပြီးတော့မှမုံတီးလို့ ကိုဇော်ဖုန်းကြီးကိုစစ်တပ်ကမကြည်နက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးเนาะမဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော် LND တက်ထက်မှာဒီကျွန်တော်တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ်လေငါရလောက်ထင်တယ်ကျွန်တော်အဲ့တန်ရက်လေးရတော့ဦးနေနေမှာမိဒီကုန်းသားလေးကပန်းညက်ဦးနေမှာစင်မှာတော့တန်ရက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်နော်နောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေးတော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေးတယ်အဲဟိုရန်ကုန်မှာဆိုလဲ2နေရ3နေရလောက်ရှိတယ် ကျင်းဆိုင်နေနောက်က ARV တိုင်းမှာဆိုလဲဟိုမဦးဝင်းတို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိင်းတို့အဲ့လိုမှာအမှုတွေထွက်နေကြတယ်သူကသူပြောတဲ့ထောင်တမှုကို၃နှစ်လောက်တော့ကြာတယ်ဗျတန်းတနော်ကြာတယ်သူဘဏ္ဍမှုကြာနေပြီးတော့၁၀မှုလောက်ကြာသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကရှင်းပြောလို့ရှိရင် ဒီအမှုတမှုတော်မန္တလေးကလည်းဆွဲတာရှိတယ်အဲအေယာဝီတန်းကလည်းဆွဲတာရှိတယ်ရန်ကုန်တန်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတော်ပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပါအဲတောင်တော်အရာရှိတွေကနေပြမှာဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဦးမရလိုင်ကိုဒါအစော်ကားလည်းအချင်းမျိုးပြတ်စီတယ်ဆိုပြီးဆွဲတာကိုယ်စော်ဘုန်းကြီးညတော့အဲ့လိုမျိုးဆွဲတာမှာပေါ့အဲ့လိုဆွဲတယ်ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်တနိုင်ငံလုံးက တမ်းတော်သားတွေညီကောင်မလားတွေအကောင်လုံးကကိုစော်ဘုံကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့သုံးတက်တယ်ဗျာဒါကကျွန်တော်တို့ပြည်တဲ့ဒီဝန်ထမ်းတွေချိုးဝန်ထမ်းတွေတော်တော်များသိပါတယ်အဲတော့လို့ဒီလိုမျိုးလုံးဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောသလိုပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟိုတောင်းတဖို့ကမှတရားစွဲတယ်အမျိုးသမီးတယောက်ကအဲ့ဒီအမှုကိုကိုစော်ဖုံးရတိုင်းရင်ဆိုင်မှာဖြစ်သို့တော်လည်းပဲ ဒီပြူးလွင်မှာရှိတဲ့စကံကဘာလုံးနေကြသလဲဆိုတာမျိုးမိကွန်ထွက်လာစရာရှိတယ်။ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူကမှဆွဲလို့လားဆိုတော့ဒါပဝန်းကျင်ရပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှဖြစ်တယ်။အဲ့လိုရင်ဆိုင်လာမှဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့် ိုဘက်ကပြည်ဦးနယ်ဘက်ကတရားဆွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသက်ပါတယ်မှားယွင်းကောင်းလဲမှားယွင်းနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုဇော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် side effect ဆိုးကျိုးတွေရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲနံပါတ်1ကကျွန်တော်တို့အာဒါဟိုအချုပ်ထောင်နေမှာမှာ တရားရင်ဆိုင်တော့เนาะတရားဆိုင်တော့ဒီကြားထဲမှာဘာမှလုံးလို့မရကျွန်တော်တို့နောက်ဆုံးလုံးလို့ရတာတစ်ခုကအတနာခံတာတင်တာတော့ကတော့ရမယ်အတနာခံတာတင်တဲ့နေရာမှာဘယ်လိုမျိုးဆိုဆွဲကြတင်လို့အမိန်ချလို့မဲ့အချိန်ကြာလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးတော့တင်လို့ရမယ်နောက်ဆွဲဆူတာတော့ကတော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံနေပါညာစင်ငယ်စင်ငယ်သွားမဲ့အနေထားမျိုးရှိတယ်တကယ်လို့ထောင်ကြသွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် ်အယူခံတပ်ပိုင်ခွင့်ရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံးကိုညုံးနဲ့ရုံးကချခိုင်ရန်ကိုတက်ခိုင်ရန်ချတိုင်းကိုတက်အဲဒါမျိုးလေးရှင်စင်ငယ်စင်ငယ်ရှင်အဲ့ဒါတွေကကိုယ်စော်ဘုန်းကြီးတို့ရဲ့ရှင်းနေတယ်လေလုံဆောင်နိုင်တော့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ပြောဆိုကျွန်တော်ကလည်းကျွန်တော်တို့ရဲ့ရှင်းနေတယ်ရှိတယ်ကျွန်တော်အမေပြန်လာတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှင်းနေရှိတယ်ကျွန်တော်တို့ရဲ့အုံနေနေရှိတယ်နော်မန်နေဂျာရဲ့ဒီလိုမျိုးပဲတွားနေကြတာဟုတ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲတိရှိနားလဲအောင်ဖြည့်ရှင်းပြင်ဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ် ငွေကြေးဆိုလည်းပဲကိုဇော်ဖုံးကြီးတို့ကပတ်စံရှိပါတယ်ချမ်းသာပါတယ်ဒီလောက်ကပူစရာမလိုဘူးမှုစရာမလိုပါဘူးနောက်ကတက်မတော်ဘက်ကလည်းပဲကိုဇော်ဖုံးကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်တာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြအောင်မယ်အတနာခံတာလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုဇော်ဖုံးကြီးတကယ်လို့ဟို ဆွဲချက်တင်သွားပြီဟာလာအမိန့်ချပြီဆွဲချက်တင်သွားပြီဆိုတော့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာစွာပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရက်စာလမ်းနဲ့တရားရုံးကိုတော်တင်ပေးမှာဖြစ်ပါတယ်တက်ညာစွာအမိန့်ချဖို့ပါနော်တက်ညာစွာအမိန့်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပေးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန့်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလဲဆိုလည်းပဲဒါလိုမျိုးအယူတနာခန့်စာနဲ့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့အယူခံထပ်တက်ရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုလည်းအဲ့ဒီချိန်ကြာလို့ရှိရင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှိရင်လှုပ်ဆောင်ပေးပါမယ်ဗျာအဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးဒါလိုစုပြီးတော့အတနာခန့်စာညားမှာဆိုကျွန်တော်ကတော့ဦးစီးပြီးတင်ပေးပါမယ်ဒါထောင်း ကြားမဲ့နေရာမှာရှော့ပေါ်အောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါတယ်ကြံတာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့ငွေကြီးဆိုလဲကိုစော်ဖုန်းတက်နိုင်ပါတယ်เนาะကျွန်တော်တို့ကအဲထည့်ပြီးဝင်နေတာလည်းမလိုပါဘူးအဲ့ဒါတွေကတော့ဟိုတမကရှန်ကာတွေပဲလို့ပဲ